ပိုလာချင်းလို့လောလိုက်မိတဲ့အရာတစ်ခုကြောင့်အရင်ကထပ်အစာပေါင်းများစွာရုံရင်တလို့ဖြစ်သွားခဲ့ရတဲ့အတင်းစားဝင့်ကြုံအလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ် တင်ဆောင်ဝတ်ကျော်ကကျော်ရှင်နဲ့အလှတရားနဲ့အတူဆွမ်းမဆရာကောင်းတဲ့ခန္ဓာကိုယ်အလှတရားတွေကိုပိုင်ဆိုင်ထားတာကြောင့်ပူရီသားရဲ့အသေးဆွဲမင်းသမီးဖြစ်နေရတာအလုံးလေးအသေးပါပဲ။သူမရဲ့အလှတရားကမြမမျိုးသမီးစစ်စစ်တယောက်ရဲ့အလှမျိုးဖြစ်တဲ့အတွက်ပူရီသားတင်သားမကမျိုးသမီးတွေကပါစိုက်နေတတ်ရတာပေါ့။ဒါပေမဲ့ခုနောက်ပိုင်းမှာတော့တင်ဆောင်ဝတ်ကျော်ကယုံရင်လာခဲ့တဲ့ဆိုပြီးပြောဆိုခံနေရတာဖြစ်ပါတယ်။တင်ဆောင်ဝတ်ကျော်ကအနုပညာအလုပ်တွေရနာထားခဲ့တာကြပါပြီ။အနုပညာအလုပ်ပြန်ဆောက်လုပ်တဲ့အချိန်မှာအရင်လိုမလှတော့ဘဲတခုခုလုံနေတယ်ဆိုပြီးခန်းဆိုင်ရနေစေတာပေါ့။ တကယ်တော့အခုလိုရုံရင်တလို့ဖြစ်သွားရတာကတင်စာဝင့်ကျော်ကိုတိုင်းလှုပ်ထားတဲ့အရာတစ်ခုကြောင့်မှတင်စာဝင့်ကျော်ကနှစ်ပြည့်ညအလုပ်ကိုပြန်ဆောက်လုပ်နေပြီဖြစ်တယ်လို့သူမရဲ့ခန္ဓာကိုယ်နဲ့မျက်နှာကိုလည်းရင်လိုလှပအောင်ထိန်းသိမ်းလုပ်နေပါတယ်မျက်နှာမှာဆိုရင်ရေပြားကုသမှုတွေကိုစိတ်ကမှကုသနေတယ်လို့သွားအတွက်လည်းကုသခဲ့တာပါတင်စာဝင့်ကျော်ရဲ့သွားတွေကမညီမညာဖြစ်နေတာကြောင့်သွားကိုညင်ညာစေခြင်းခဲ့ပါတယ် ဒါကြောင့်မို့လဲသွားညီအောင်သွားညိဆက်တက်ခဲ့တာပါသွားညိဆက်တက်တာကဒီအတိုင်းတက်လို့ရတာမဟုတ်ပဲမညီမညာဖြစ်နေတဲ့သွားတချို့ကိုနှုတ်ပြရတာမျိုးရှိပါတယ်တင်ဆောင်ဝင်းကျော်ရဲ့သွားကရှစ်ချောင်းတော်နှုတ်ခဲ့ရတာပါသွားညိဆက်တက်ဖို့ရှစ်ချောင်းတော်နှုတ်လိုက်ရတာမို့လက်ရှိမှာသွားက32ချောင်းလည်းမပြည့်တော့ပါဘူး တောင်းနှုတ်ပြီးပြီဖြစ်တဲ့အတွက်တောင်းညိဆက်တက်ကတောင်းကိုလှပအောင်လုံနိုင်ကြတာပေါ့တောင်းညိဆက်တက်တာကိုလွယ်ကူရလို့လူအများကထင်ကြပေမဲ့တကယ်တမ်းတော့မလွယ်ကူပါဘူးတောင်းညိဆက်တက်လိုက်ပြီးပြီဆိုရင်မျက်နှာပေါက်ကလည်းငကိုရှင်ရင်ဆွဲပုံစံနဲ့မတူတော့ပါဘူးတောင်းတွေကညင်ညင်ညညာဖြစ်သွားသလိုမေယုံတွေကလည်းနေရာပြောင်းသွားတာပါဒါကြောင့်မို့ပါကအထဲကိုခြံဝင်ကမေယုံငေါသွားတဲ့ပုံစံဖြစ်လာတတ်ပါတယ်တချို့တွေဆိုရင် V shape မျက်နှာအနေထားကိုလိုချင်တဲ့အတွက်တောင်းညိဆက်ကိုတကူတကတက်ကြတာတွေတောင်ရှိပါတယ် ဒါကြောင့်မို့တင်ဆောင်ဝင်ကျော်ရဲ့ပုံစံကအရင်နဲ့မတူတော့ဘဲပြောင်းလဲသွားခဲ့တာပေါ့မျက်နှာအနေအထားကပြောင်းလဲသွားတဲ့အတွက်လူအများမျိုးလုံးထဲမှာတမျိုးဖြစ်သွားခဲ့ရတာပေါ့တင်ဆောင်ဝင်ကျော်ကတော့လှပအောင်ဖြစ်ပြင်လိုက်ပေမဲ့လူအများမျိုးလုံးထဲမှာရုံရင်တလို့အနေအထားဖြစ်သွားရတာပေါ့တချို့ကလည်းတင်ဆောင်ဝင်ကျော်ကလှချင်လွန်ကမျက်နှာကိုဆေးနဲ့ထိုးပြီးဖြစ်ပြင်တယ်လို့အပြစ်တင်နေကြတာပေါ့တင်ဆောင်ဝင်ကျော်ကတဘာဝအတိုင်းသာမျက်နှာကိုထိမ့်သိမ့်တလို့လုံးဝပြောင်းလဲအောင်ဖြစ်ပြင်တာမျိုးမရှိပါဘူး အခုလိုသွားပြင်လိုက်ရတဲ့အပေါ်မှာလည်းသူမအနေနဲ့ရန်ကိုကျဉ်တ်ပါတယ်။ရုံရဲသွားတယ်လို့အဖြစ်တင်ကြတဲ့အပေါ်မှာလည်းခန်းစားကစိတ်တက်ကြတာမျိုးမရှိပါဘူး။သူမကိုသူမအများရန်နှားနေတယ်လို့သာခံယူထားတာဖြစ်ပါတယ်။တင်စာဝင့်ကျော်ကတော့ယုံကြည်ချက်ကိုရှိသနာထပ်ပို့ပြီးတော့ထားတင်တယ်လို့သာခံယူထားတာပါ။တင်စာဝင့်ကျော်ကသူမကိုသူမရိုးနေတယ်လို့ခန်းစားရတဲ့အတွက်ပုံစံအစ်စ်တည်းအများရန်ပြောင်းလဲနေမှာပါ။ တမကိုယ်တိုင်ပြောင်းလဲတဲ့ပုံစံကြောင့်ရလာတဲ့ရလောက်ကိုလည်းလက်ခံမှုအဆင့်တက်မှာပဲဘေးလူတွေရဲ့စကားကြောင့်စိတ်ဓာတ်ကျကအားငယ်တဲ့ထင်မပါပဲသူ့လုံးတဲ့အရာတွေကိုလောက်ကရှင်းတန်းနေတာဖြစ်ပါတယ်တင်ဆောင်ဝတ်ကျော်ကအသက်ရွယ်အရာအလှတရားကလည်းပြောင်းလဲလာတဲ့ပုံစံမျိုးဖြစ်ပါတယ်အရင်တော့ကဆဲကျော်သက်လို့မရင်ချက်သေးတဲ့အလှမျိုးဖြစ်ပေမဲ့အခုလက်ရှိမှာရင်ချက်ကကွဲထွက်နေတဲ့အလှမျိုးနဲ့ version အမျိုးမျိုးကိုမြင်တွေ့နေရတာပါဘရဒတ်တို့ရောတင်ဆောင်ဝတ်ကျော်ရဲ့လက်ရှိပုံစံကလှတယ်လို့ထင်လားဆိုတာပြပြခဲ့ပါအောင်ရှင် ားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးเนาะနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ